ရွှေဘုံမြို့ဟောင်းကလမ်းကြားချင်းလေးထဲမှာနှစ်ပေါင်းရာချီရှိနေပြီဖြစ်တဲ့တက်သားအင်ကြီးတစ်လုံးရှိတယ်။အင်ရှိချန်လေးကမြင်းစီပန်းတွေကဘယ်တော့မှညိုမဲ့ပုံမရပဲမိမိရဲ့ရဲ့ပွင့်နေတတ်တယ်။ဒါပေမဲ့ဒီအင်ကိုမြင်းစီအင်လို့လူတွေကခေါ်ကြတယ်။အင်ရှင်မလို့တိကြတဲ့ညနိုးဆိုတဲ့လူပြုံမဲတယောက်နှစ်ကာလကြာမြင့်စွာပျောက်ဆုံးနေတဲ့အကြောင်းဒဏ္ဍာရီလိုလိုရှိနေခဲ့တဲ့အခုနှစ်မှာကိုစီယာဆိုတဲ့လူငယ်တယောက်ကဒီအင်ကိုဈေးနှုန်းတက်တာလုံးလို့ဝယ်လိုက်တယ် အယောင်ဖြစ်ပေမဲ့အတွင်းပိုင်းကထူးထူးဆန်းဆန်းတန့်ရှင်းနေပြီးနှင်းစီရင်နဲ့တွေမွေးနေတယ်ပထမရဲ့တတပတ်တွေမှာဘာမှမဖြစ်ခဲ့ဘူးကိုဇေယာဟာအိမ်ကို ချစ်မြတ်နိုးသွားတဲ့တညနဲ့နနေနီးအချိန်ကိုဇေယာအိယာတဲကနတ်နိုးလာတဲ့အောက်ထက်ကကရင်ပေါက်မှခောက်တန်ကြလို့ပါတကက်တကက်တကက်ဖြည်းဖြည်းချင်းစိတ်ရှိရှိနဲ့ခောက်နေတန်ပါ လူမဟုတ်ဘူးဒါပေမဲ့ လူခောက်တလူမျိုးသူမီးဖွင့်ဓာတ်တလက်ယူပြီးအောက်ဆင်းသွားတဲ့ခောက်တန်ဟာအင်းရှိတကားကနေလာတဲ့မျက်နှာချက်အမြင့်ကသတင်းပေါက်လေးကိုဖွင့်ပြင်ဘက်မှာမိုးတက်တောက်နေတဲ့လရောင်ကြီးအောင်အင်းရှိချံကနှင်းစီပန်းတွေတဖွဲ့ဖွဲ့လုံနေတယ်ဒါပေမဲ့ဘသူမှမရှိဘူးသူပြန်ပိတ်ဖို့လှဲ့တော့နောက်ကျောကသတင်းပေါက်ကနေမြူးမြူးကြတဲ့မျိုးသမီးတယောက်ရဲ့အတန်ပါပါလေးကြားလိုက်ရတယ်ဟဲ့ကြီးမလာခင့် အတန်က channel ဘက်ကလာတဲ့သူလှမ်းကြည့်တော့နင်းစီ channel မှာဖြူပွေးတဲ့ရှေလျားတွေလျားတဲ့မျိုးသမီးတယောက်နင်းစီပန်းတပွင့်ကိုနမ်းနေတာတွေ့လိုက်ရတယ်။သူမရဲ့မျက်နာကိုမမြင်ရဘူး။သပင်ရှိကြီးကမျက်နာတစ်ခုလုံးကို ဖုံးနေတယ်။ကိုစီယာကြောက်လန့်သွားပေမဲ့သူမရဲ့ချစ်စရာကောင်းတဲ့ပုံပန်းနဲ့ငြိမ်သက်နေတဲ့အတွင်က သူ့ကို ဆွဲဆောင်နေတယ်ညံ့နိုး။မင်းလား ူမေးလိုက်မိတဲ့အမျိုးသမီးကခေါင်းကြီးလိုက်တယ်။လက်ဖွားလမ်းပြလိုက်တယ်။သူ့စီလာခေါ်နေတဲ့ပုံမှာကိုစီယာထွက်သွားဖို့တကားကိုလက်နဲ့ထိလိုက်တော့အေးဆက်နေတဲ့လေတိုက်တစ်ချက်ဝင်လာပြီးအိမ်တွင်းကမိအားလုံးမှိတ်တုတ်မှိတ်တုတ်လင်းလာတယ်။နေရံတွေပေါ်မှာစမ်းကြဲတဲ့အရိတ်တွေလှုပ်ရှားနေတယ်။ခြံထဲကအမျိုးသမီးရဲ့ရေတံပါးပါးလေးကြားလာရတယ်။ဒါပေမဲ့ဒီတစ်ခါတော့ရေတံမဟုတ်ဘူး။ငိုတံပြီးတော့ ငိုတန်တယောက်မကငိုနေတယ်လို့ပါကိုစီယာကြောက်လန့်ပြီးနောက်ပြန်ဆုတ်လာတဲ့နေရံတွေကနေရံတွေမဟုတ်တော့ဘူးကြောက်မက်ဖွယ်မျက်နာတွေလက်တွေ ပုံပေါ်လာတယ်ပါးစပ်တွေကဟန့်နေကြတယ်မြေကြီးရဲကဖြူဖွေးတဲ့လက်တစုံထွက်လာပြီးသူ့ခြေချင်းဝတ်ကိုဆွဲမြင်တဲ့အင်ရှေကနင်းစီအင်ရှင်မရဲ့မျက်နာကို သူနောက်ဆုံးမြင်လိုက်ရတယ်သပင်ရှေအောက်ကမျက်နာဟာချောမောလာပါတဲ့မျက်နာမဟုတ်ဘူးမျက်လုံးတွေမရှိတဲ့အမဲနဲ့နေတဲ့အပေါက်ကြီးတွေပဲရှိတယ် ပစက်ကတော့အစွန်းထင်းတွေနဲ့ချက်ကားထားသလိုကျေပြန့်နေပြီးသွားတွေကချွန်ထက်နေတယ်။သူမရဲ့လက်ထဲမှာနှင်းစီပန်းတပွင့်မဟုတ်တော့ဘူး။လူသားတယောက်ရဲ့လက်ကဝတ်ကိုစုပ်ဖြဲထုတ်ထားတဲ့သွေးဆိုနေတဲ့လက်တစ်ဖက်ကိုကင်ထားတဲ့အိမ်ကိုလူအစ်စ်လိုနေတယ်။နှင်းစီတွေဆူဆူပြေပြေပွင့်ဖို့ သူမအတန်ကြောင်းသွားတယ်၊ဆူးရှပြက်သားတဲ့အော်တန်လိုပါကိုဇေယအော်ဟစ်ပြီးလွတ်အောင်ကြိုးစားတယ်။အင်ရဲ့နောက်တကားကိုဟိုးဝေးကမြင်နေရတယ်။သူပြေးလိုက်တဲ့အခါနေရင်တွေကလက်တွေက သူ့ကိုဖမ်းဖို့ဆွဲဆောင်ကြတယ်။သူမရေတန်ဟာ နားထဲမှာကျဲလောင်လာတယ်။နောက်ဆုံးသူနောက်တကားကိုဖွင့်ပြီးထွက်ပြေးလိုက်တယ်။နောက်ပြန်လှည့်ကြည့်တော့ အိမ်ကအေးဆက်တိတ်ဆိတ်နေပြီးခြံထဲကနင်းစီတွေကလာရောင်အောင်မှာတဖွားဖွားတောက်နေစေအင်းရှိတကားမှာဖြူခွေးတဲ့အဝက်စားနဲ့မျိုးသမီးတယောက်ရက်နေတာတွေ့ရတယ်။သူမကလက်မကင်ထားတဲ့နင်းစီပန်းကိုလှမ်းပြနေတယ်။ပြီးတော့လက်ကိုရင်းပြလိုက်တယ်။နှုတ်ဆက်တဲ့သဘောနဲ့နောက်တနေ့မနက်ကိုစီယာအိမ်ကိုပြန်မဝင်ဘူး။သူ့အိမ်သားကလူကြီးတယောက်ကိုမေးတော့လူကြီးကပြောတယ်နင်းစီအိမ်ရှင်မက မင်းကသူ့ကို အိမ်ထဲခုံမသွားလို့ကံကောင်းတာကွာအရင်အိမ်ရှင်တွေကကံမကောင်းခဲ့ကြဘူးသူတို့ပျောက်သွားကြတယ်ဒါပေမဲ့နှင်းစီပန်းတွေ ပိုဆိုပြေလာတာသတိထားမိတယ်လူကြီးကအိမ်ရှိချံကိုညွန်ပြရင်ပြောလိုက်တဲ့စကားကိုကိုစီယာနားထောင်ရင်မင်းညာကမြင်ခဲ့ရတဲ့မျိုးသမီးနဲ့သူမရဲ့လက်ထဲကသွေးဆူနေတဲ့လက်ကဝတ်ကိုပြန်တည်ရမိတဲ့အင်ရှိချန်ကနှင်းစီပန်းတွေဟာ ဘယ်တော့မှမြင်ဘူးတလောက်ထပ်ပိုလာနေတဲ့ဒီအိမ်ကိုသူဘယ်တော့မှပြန်မဝင်တော့ဘူး